ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ကြားဝုတ်ဝင်တဲ့မြေခွေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတုန်းကပေါ့ဗျာကြားကြီးတစ်ကောင်နဲ့ဝုတ်ဝင်ကြီးတစ်ကောင်တို့ဟာတောထဲမှာနေထိုင်ကြပါတည်းကွယ်သူတို့နှစ်ကောင်ဟာစိတ်ကလေးတစ်ကောင်ကိုဒိုင်တူတွေ့ရှိသွားပါတည်းအဲ့ဒီအခါစိတ်ကလေးကိုဒိုင်တူဖန်ဆီးတက်ဖြတ်လိုက်ကြတာပေါ့ဗျာ ဲ့ဒီနောက်မှာသူတို့ဟာစိတ်ကလေးကိုသူရတဲ့နဲ့ငါရတဲ့နဲ့ဆိုပြီးအချင်းများကလူယူနေကြပါတဲ့ကွယ်အဲ့ဒီနောက်မှာတော့ကြာကြီးကဒီသားကောင်ဟာငါဥစ္စာဆိုပြီးဟိန်ဟောက်ပြောဆိုပါတဲ့ကွယ်ဘိုးဝင်ကလည်းဘယ်ကလာမင်းဥစ္စာမှာလဲအဲ့ဒါငါရဲ့သားကောင်ကွာဆိုပြီးအတန်ကြကြနဲ့ပြန်အော်ပြောဆိုပါတဲ့ကွယ်အဲ့ဒါလို့နဲ့သူတို့ဟာသားကောင်ကို သူ့ဆွဲငါဆွဲဆွဲငင်နေကြတယ်သားကောင်ကိုလည်းဘယ်သူမှအပိုင်ဆိုင်ခြင်းမရှိဘူးပေါ့ဗျာ။ နောက်ဆုံးမှာတော့သူတို့နှစ်ကောင်ဟာဒေါရတွေပုံမပြင်းထန်လာကြပြီးတော့တစ်ကောင်နဲ့တစ်ကောင်ပြင်းထန်စွာတိုက်ခိုက်ကြပါလေတဲ့ကွယ်သူတို့နှစ်ကောင်စလုံးမှာအာခွန့်ဗလာရှင်ကလည်းတူညီနေကြတာမို့တစ်ကောင်နဲ့တစ်ကောင်ဟာအနိုင်မတိုက်ခိုက်နိုင်ကြဘူးပေါ့ဗျာသူတို့နှစ်ကောင်သူတလက်ကိုတလက်နဲ့ပြင်းထန်စွာတိုက်ခိုက်နေကြတယ်နောက်ဆုံးမှာတော့နှစ်ကောင်စလုံးဟာမော်ပန်နွဲ့လာကဒယာများနဲ့မြေပြင်ပေါ်ကိုလဲကျသွားပါတဲ့ကွယ်ချားနဲ့ဝဝင်တို့ဟာ အာအင်းတွေကုန်ခန်းသွားကဘာမှမလှုပ်ရှားနိုင်ပဲရှိနေတာပေါ့ကွယ်။သူတို့ရဲ့တားကောင်ဖြစ်တဲ့စိတ်ကလေးကိုလည်းစားတော့ရန်ထိရွေ့ပင်မရနိုင်တော့ဘူးပေါ့ကွယ်။တားကောင်စိတ်ကလေးမှလည်းသူတို့နှစ်ကောင်ကြားမှာစားတော့မဲ့သူမရှိပဲမြေပြင်ပေါ်မှာလဲကျနေပါတည်းကြားနဲ့ဝုတ်ဝင်နှစ်ကောင်တိုက်ခိုက်နေကြတာကိုတဏီယာမှာပုံအောင်စောင့်ကြည့်နေတဲ့မြေခွေးတစ်ကောင်ဟာကြားနဲ့ဝုတ်ဝင်တို့လက်ပံကြကမြေပြင်ပေါ်ကိုလဲကျနေရကိုမြင်တဲ့အခါမှာပုံနေတာကနေထွက်လာပြီးတော့ ချားနဲ့ဝဝင်နှကောင်ချမ်းမှရှိတဲ့စိတ်ကလေးကိုအတာကလေးတုတ်ချီယူဆောင်သွားပါတည်းကွယ်။ချားနဲ့ဝဝင်တို့မှာသူရဲ့တာကောင် စိတ်ကလေးကိုမြေခွေးယူသွားဒီကိုမြင်တဲ့အခါချားကြီးကဝဝင်အားငါတို့နှကောင်စိတ်ကလေးကိုအတူတူ ခွဲဝေစားတုံးရမှာကိုသူပိုင်နေငါပိုင်နေဆိုပြီးအငင်းပွားကတကောင်နဲ့တကောင်တိုက်ခိုက်ကြပြီးအချိန်တွေဖြုံးနေခဲ့ကြတယ်။အခုတော့ငါတို့လက်ပံကြပြီးလုံအောင်မလှုပ်ရှားနိုင်တဲ့အချိန်မှာငါတို့ရဲ့တာကောင်ဖြစ်တဲ့စိတ်ကလေးကို ညခွေက မပင်မပန်းပဲရယူသွားပြီကသူအတွက်ညစာကိုငါတို့ကဖန်တီးပေးတယ်လို့ဖြစ်သွားပြီဟုဝန်နေစွာနဲ့အော်မီပြောဆိုနေကြပါတယ်ကွယ်ဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ နောက်နေ့တွင်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ